်အဆပ်အလက်ထက်ကခနဲ့ကမောက်ကလာနာဆိုတဲ့တင်ချဆရာတို့ရှိတယ်။ကျောင်းသားတွေကိုတင်ချတတ်တင်ပေးတဲ့ဆရာ။အဲ့တော့ရသဗျာကအဲ့ဒီမှာသရင်သုံးနေတဲ့အချိန်မှာအဲ့ဒီမောက်ကလာနာဆိုတဲ့ပုံနာရသဗျာစီရောက်လာတယ်။ရောက်လာပြီးတော့ရသဗျာနဲ့ဖော်ဖော်ရွေးနှုတ်ဆက်စကားပြောပြီးသူကစပြီးဆွေးနွေးတယ် အရှင်ဂေါရမတဲ့ဟောဒီကတ္တကျောင်းဆောင်ကြီးဟာအစင်းစင်လှုပ်ထားတဲ့လုပ်ငန်းစဉ်ရှိတယ်တဲ့နောက်ပြီးတော့ကျွန်ုပ်တို့ပုံနာရီမှလည်းပဲဖေးတင်တင်ကြပြည့်တဲ့အခါမှာအစင်းစင်တင်ကြပြည့်တာရှိတယ်ကျွန်ုပ်တို့တင်ချသမားတွေကလည်းပဲတင်ချတင်လို့ရှိရင်တဲ့အစင်းစင်ပဲတင်တယ်သူစင်းနဲ့သူတင်သွားတာ အဲ့ဒီလိုခုလိုအတတ်ပညာသင်တဲ့ခါမှာအစင်းစင်လောက်ရသလိုအရှင်ဘုရားရဲ့ဓမ္မနဲ့ဆုံးမတဲ့ဒီအဆုံးမသာသနာမှာလည်းပဲအစင်တိုင်းသင်ယူဖို့အစင်တိုင်းသင်တဲ့စနစ်ရှိပါသလားဟုတ်ရသော်ဘုရားဖြေတာအရှိတာဘောတဲ့မြင်းအတတ်သင်ဆရာလေးဟာအာဂဏီမြင်းမျိုးကောင်ရလာပြီဆိုလို့ရှိရင် ထမဆုံးစัจ joy ကနေစပြီးတော့သင်ပေးတယ်။ဒါကြောင့်မြင်းပစ္စတ်ထဲမှာအတန်တန်ကျိုးထည့်ပြီးတော့သင်တယ်။အဲ့ဒါကစာသင်စัจ joy ကံပြီးတော့ခိုင်နေဟိုတော့တည်သွား။အမြတ်ဆုံးပြန်ကမြင်းတသက်အတတ်သင်ကလည်းပဲအများကြီးရှိတယ်။မြင်းစီအတတ်ကလည်းအများကြီးရှိတယ်။ဗမာရဇွေနဲ့မှာအင်းဝခိကအင်းဝဘုရင်ဒုတိယမင်းကောင်ဟာ มีสิทธ์สักคนหนึมีอดเดลุยาส่วนสาวเทมาสูดาร์ยยินี่เดีมีงูนอกากนี้ไลฟ์คงเด้ไหนเนี่ยตัวอะเราที่จวนเนี่ยบอกมีพี่นี่รู้มาได้ยังไงปีรู้มีเจ้าวมาสี่มีไปเอากันี้เล็บปะปีรู้จ้าวเปลี่ยนได้เออเราจวนเนี่ยรู้เปจอแล้วัอหลังเนี่ยหลังถุยตัวมีเอาอะไ่เออลู ဒုတိယမင်းကောင်ဆိုတဲ့ဘုရင်ဟာမြင်းစီတက်18မျိုးတက်တယ်လို့အဲ့လိုဆိုထားတာရှိတယ်အဲ့တော့မြင်းစောပြားဥပမာအနေနဲ့ပြောတာအာဇာနည်မြင်းနဲ့ကောင်ကိုသင်လို့ရှိရင်ပစံမှာတန်ထဲပြီးတော့အဲ့ဒီကနေစပြီးတော့ကြိုတက်ပြီးတော့စသင်တာတဲ့အဲ့ဒီတိုင်ပဲတဲ့ဆုံးမရမဲ့တပြိတူဦးဦးရလို့ရှိရင်အစင်တိုင်းပဲသင်တယ်မြတ်စွာဘုရားသင်မုံလေးပြတာ လာအင်းပထမဆုံးကိုကျင့်သီလနဲ့ပြည့်စုံတည်လို့ခြင်းကို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 ကျင့်တရားတွေနဲ့ထိမ့်သိဆော့ဆော့ပြီးတော့နေကိုလုံးရမဲ့အလုပ်ကိုလုပ်ကိုရဲ့နေပဲအတွင်းမှာပဲနေအဲ့တော့လောကမှာကိုနဲ့ပဲနဲ့ကိုနေရတာဘုန်းကြီးကဘုန်းကြီးနေတယ်မှာပဲနေဘုန်းကြီးလုပ်လုပ်သူတို့ဆိုလိုတာပေါ့နော်ကုံတယ်ရတဲ့ကုံတယ်လုပ်ပဲလုပ်လဲသမားလဲလဲသမားလုပ်သူများတဲ့ဝေမရှုံတဲ့လို့ဆိုလို့ เนาะကိုလုံးမဲ့အလုပ်ကိုလုံးကိုရဲ့ဘောင်အတွင်းမှာပဲနေလို့ပြောတာဘောင်မကြော့သေးနဲ့ဒါသိအရေးကြီးတာပေါ့ဘောင်ကြော့ပြီဆိုရင်ပြဿနာတက်မှာပဲလေဘုံကြီးကလူလူလှုပ်သွားလို့ရင်ကဲခံမှာပဲဒါအေးကြတယ်အဲ့ဘုံကြီးကဘုံကြီးလှုပ်ဘုံကြီးဘောင်နဲ့မှာပဲနေကိုလုံးမဲ့ကိစ္စကိုလုံးကိုကိစ္စပဲကိုလုံးအောင်နော်လို့ဆိုလို့ကိုလုံးမဟုတ်တော့အဝင်းရှုပ်ရင်မရအဲ့တော့မြတ်စွာဘုရား ကျင့်ရမှာကဓာရိတာရိပြီးတော့ကို့ဘောင်တွင်မှာပဲကိုနေသူများနေပဲကိုမခုနဲ့သတ်မှတ်ထားတဲ့ဥပရိစိကံနေပေါ်မှာတဲ့အသေးဖွဲရစားပြီးတော့မချိုးဖောင်းနဲ့အသေးဖွဲရစားပြီးတော့အပြစ်လို့ရှုမြင်ပြီးတော့နေအပြစ်မှန်သမျှကိုဖေးရအနေနဲ့တစ်ခုနေနဲ့ကြည့်ရှုပြီးတော့နေရမယ်အဲ့ဒါစားတဲ့နာအဲ့ဒီလိုနေထပ်ပြီဆိုတဲ့အခါကျတော့ တဆင့်တက်တယ်။ဒီနေ့ကနေစပြီးတော့မျက်စိနန္နာလယကာယလို့ခေါ်တဲ့ဒွါရ6ပါးဣန္ဒြေ6ပါးတကားလုံအောင်ဆောင်လူရဲ့ခန္ဓာကိုယ်မှာတကား6ပေါက်ရှိတယ်။မျက်စိကနေပြီးတော့ဒါတင်စားပြီးတော့သုံးတဲ့တကားပေါ့။မျက်စိကနေပြီးတော့အဆင်းအာယုန်တွေဝင်လာမယ်။အမျက်စိကမြင်တာကိုပြောတာနော်။နားကအသံတွေဝင်လာမယ်။နှာခေါင်းကအနံ့ဝင်လာမယ်။အဲ့တော့လောကမှာ မျက်စိနဲ့မြင်ရတဲ့အဆင်းရှိတယ်နားနဲ့ကြားရတဲ့အသံရှိတယ်နှာခေါင်းနဲ့နှမ်းရှူရတဲ့နှမ်းရှိတယ်လျှာနဲ့သိရတဲ့ရတာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့ရှိတယ်စိတ်ကူးကြံစည်ရတဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေဟာဒီ द्वार ကနေဆင်းရဲပြတ်ဝင်နေမှာပဲဟုတ်တယ်လေလူဆိုတာပဲရှိတာနောက်ကျောကဘာမှဝင်မှာမဟုတ်ဘူးဝင်တာအမျက်လုံးကဝင်တယ်နားကဝင်မယ်နှာခေါင်းကဝင်မယ်လျှာကဝင်မယ်ကိုယ်ကဝင်မယ်စိတ်ကဝင် ကကိုလည်းစဉ်းစားကြည့်အဲ့ဒါဝင်ပေါက်တွေပဲအဲ့ဒီဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်လို့ပြောတယ်ဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်ဆိုတော့ဘယ်လိုလုံအောင်မှာတော့ဆိုမျက်စိနဲ့အစင်းမြင်ပြီဆိုရင်မင်းပုံတရားနေမမှတ်နဲ့ဩငါမျက်နှာမြို့သမီးကိုမြင်နေဘသူမြင်နေဘဲဝမြင်နေအဲ့လိုပုံပန်းတရားနေမမှတ်နဲ့မြင်နေပဲထားမြင်တဲ့အရာတိုင်းမှလိုက်ပြီးတော့မကြည့်နဲ့လို့ပြောတယ် ်ဒါမျက်စိကိုတတိထားပြီးတော့ဆွန်ရှောက်တာအေးမျက်စိကိုထိမ့်ထိမ့်သိမ့်သိမ့်မနေဘူးဆိုလို့ရှိရင်နဲ့အဲ့လိုထိမ့်ထိမ့်သိမ့်သိမ့်မနေတဲ့ပုဂ္ဂိုလ်ကိုဘောပါဆိုတဲ့စိတ်ခံစားချက်တွေသို့မဟုတ်ဒေါသတွေသို့မဟုတ်တခြားအခုတို့တွေဟာအတင်းအကျပ်လိုက်ပါလာတဲ့မြင်တဲ့အပေါ်မှာအဲ့ဒီအခုတို့တွေဖြစ်တယ်လို့ပြောတာနော်အဲ့ဒါကိုမထိမ့်ဘူးဆိုရင်မြင်တဲ့ဟိုအကြောင်းပြုတ်ပြီးလောဘဖြစ်မယ်ဒေါသဖြစ်မယ် အဲ့ဒါကိုထိမှုမင်းကျင့်ရမယ်မထိမှုဆိုရင်လောဘဒေါသတွေလာလိမ့်မယ်အဲ့ဒါတွေမဖြစ်ရအောင်ဣန္ဒိယ၆ပါးကိုထိသိမ်းဆော့ဆော့တဲ့အလုပ်ကိုလေ့ကျင့်ဆိုပြီးတမ်းပြီးကမ္မထဟောတာမဟုတ်ဘူးပထမသီလဒုတိယမျက်စိနာနာလျာကာယဝင်လာမဲ့ဟာတွေကိုအကုသိုလ်မဖြစ်အောင်ထိန်းခိုင်းတာအဲ့ဒါထိန်းတာအလေးကျင့်ရသွားပြီဆိုလို့ရှိရင်ဘာထားထိန်းခိုင်းတာမင်းအစာအာဟာရစားတဲ့အခါမှာ သိပညာနဲ့စာနော်အတိုင်းတာသိပြီးစာမယ်အတိုင်းတာဆိုဒီမှာဘာကြောင့်စာတာအတိုင်းတာတခုစာတဲ့နဲ့အတိုင်းတာတခုနော်အတိုင်းတာနဲ့သိပြီးစာဆိုတာဘာပြောတာတော့ဆိုမင်းစာစာတော့မယ်ဆိုရင်အသိပညာနဲ့ဆင်ញင်ပြီးမှစာဒီတိုင်းအញ្ញမစာနဲ့စဉ်းစားလိုက်အောင်ငါစာရဟာပြော့ဖို့စာရလားကိုယ့်ကိုယ်အသားရပြည့်ဖြည့်အောင်စာရလားမဟုတ်ဘူး အဲ့ဒါတည်းမစားရအောင်အဲ့လိုစားတာမဟုတ်ဘူးအဲ့ဒီရွက်ချက်မပါဘူးဒါဖြင့်ဘာအတွက်စားရတော့ဆိုဟောရိခကိုကာယကြီးတည်တတ်မှုအတွက်ညတ်တာဖို့အတွက်မမြမတလို့အာဟာရမရှိလို့ရှင်ပင်မဆင်းမှုတွေဖြစ်နိုင်တယ်ညတ်သောအကျင့်ကိုချက်နိုင်ဖို့အထောက်အကူဖြစ်ဖို့သာစားရမယ်ကိုစားရအဲ့ဒီအတွက်စားတယ်လို့နှလုံးသွင်းပြီးတော့စား ီစားခြင်းညောင်အလွန်ကျော်စားခြင်းညောင်ဖိုက်တင်းပြီးအစာမကြေယောဂတာမျိုးတွေနဲ့ဖြစ်စေနေတိုင်းတာတစ်ခုနဲ့စားငါစားခြင်းညောင်နေလို့ထိုင်လို့လည်းကောင်းရတွင်းစားပြီးတော့အဲ့ရတယ်လဲအဲ့ရတာမျိုးမဖြစ်စေတော့အတိညာနဲ့စားတာအဲ့ဒါကိုသင်ပေးရမယ်တတိယအဆင့်နည်းအဲ့လိုသင်လို့တတ်သွားပြီဆိုတော့သရုတ်ထအဆင့်အနေနဲ့ပါသင်ရမှာတော့ကဲလား ြင်စားတတ်ပြီစားတတ်လို့ရှိရင်တနေ့ကုန်မှာအလုပ်လုပ်ရမယ်နေ့ရညရလုပ်လုပ်ရမယ်နိုးနိုးကြာကြာအလုပ်လုပ်ရမယ်နိုးနိုးကြာကြာကျိုးစားပြီးတော့နေ့နိုးနိုးကြာကြာကျိုးစားပြီးနေ့အိတ်တဲ့အခါမှာစိတ်ထဲမှာအဖဲချိန်ကြရင်ထားမယ်ဘဲချိန်မှာနိုးရစီဆိုပြီးတော့အိတ်အဲ့ချိန်နိုးအပြင်းကြီးပြီးဆက်အိတ်ရင်တော့နောက်မရတော့ဘူးပြင်းမကြည့်ပဲနဲ့အလုပ်လေ့ကျင့်ရအောင် ်ချွတ်ကြတော့နိုးရတဲ့အဲ့ပြင်းမှထားမှပြင်းနေဆက်အိတ်အဲ့ဒီလိုညညလက်မှ ထားပြီးတော့နောက်မနေ့စောစောပစ္စည်းမှရံနှစ်ချက်ကျော်တဲ့အချိန်မှအိတ်ရထားထားပြီးတော့စဉ်ညံသွားတယ်လမ်းလျှောက်တယ်ကနလိုနေလိုအပ်လိုပဲကိုရင်နဲ့နှလုံးထဲမှာလောဘတွေမဖြစ်အောင်ထိမ့်သိမ့်ဆောက်ရှောက်တယ်ဒေါသတွေကမ္မထာနဲ့နေတယ်ပေါ့အဲ့ဒီပဲအဲ့ဒါ အဲ့ဒါတရားအထုတ်တာတရားအထုတ်တဲ့အချိန်မျိုးဒါ time table ပဲနော်စိတ်ဓာတ်တွေမှာ time table ဆိုရင်အဲ့တိုင်းပဲဆိုရမှာလေးနိုင်တော့အိတ်ခွင်ရှိတယ်ဟိုနိုင်ငံညာသားတွေကအဲ့ဒီစီကံတွေ့တဲ့အခါကျတော့သူတို့ကငငယ်လေးတဲ့တင်တာ လူတယောက်ဟာ၈နိုင်အိတ်မှာကျမ်းပါတယ်လို့ထင်တယ်အဲ့လေးနိုင်လောက်တဲ့အိတ်ရမယ်ဆိုနည်းနည်းတွန့်သွားနိုင်မဲ့ သူတို့တရားအထုတ်ရင်အထုတ်ရင်နောက်လုံးဝမိဖဲတော့နေသွားတယ်။ကျမကြီးမထိကြိုက်ဘူးဆိုတော့သိသွားတယ်နောက်ချတာ။သူတို့တင်ထားတာနဲ့တတော်စီဖြစ်နေတယ်။သူတို့ကလူတယောက်ဟာတနေ့ကို၈နာရီအိမ်မှာစံချိန်မိတယ်ပေါ့။အဲ့လိုဆိုတာ။အခုမြတ်စွာဘုရားစနစ်ရကြတော့အလောက်မိုက်အိပ်ရဘူးလို့ဆိုလို့။အဲ့ဒါလေးချက်တီးလို့တင်လိုက်တဲ့အခါသူအလေးချက်ကောင်းကောင်းရသွားပြီဆိုရင်နောက်နောက်တစ်ဆင့်တက်နောက်တစ်ဆင့်တက်တော့ဘာတင်တော့ဆို။ တတိအတိနဲ့နေဘာလို့လို့ကိုတော့တတိထားလို့အတိနဲ့လို့နော်တတိထားမှအတိတာဖြစ်တယ်တတိကဘာလို့တာတော့ဆိုရင်ကိုလုံးမဲ့အလုပ်ပေါ်မှာဘာလို့တဲ့ဆိုအတိနေရလူတွေမှာစဉ်းစားကြည့်လေထိုင်းနေတဲ့ဆိုထိုင်းနေတယ်လို့သိမှမသိတာဘယ်နှခါအတိတော့ကိုကထိုင်းနေတောင်တွေ့မြောက်တွေ့တွေ့အဲ့နေရောသိလားမသိဘူးကိုတွေ့ချင်းတဲ့နေရာတွေ့နေ ကိုဘာလုံးနေတယ်ဆိုတာဒီကုမသိတာမသိဘူးသိတဲ့ထင်မနေနဲ့နော်ကိုဘာလုံးနေတယ်ဆိုတာဒီကုမသိတာလူအသာထိုင်နေစိတ်ကတခြားရောင်တော့လုံးနေတာနဲ့သိနေတာနဲ့တခြားစီဖြစ်နေအဲ့တော့ဘာနဲ့တူတော့ဆိုအိနေကားတွေဖွင့်ပြီးရှောက်လဲနေတယ်တူခန္ဓာကိုယ်နဲ့တတိယပကတ်ဖြစ်နေအဲ့ဒါကိုပြန်လေ့ကျင့်တာဗျာပြန်လေ့ကျင့်ခဲ့ အဲ့တော့လူကတွေးကြံတွေးငေးကြံငေးတတ်တဲ့ဝါသနာရှိတာကိုတွေးကြံတွေးငေးကြံငေးနေမှာဆိုလို့လာတတိအတိနဲ့နေသွားတဲ့အခါဖြစ်စီရက်တဲ့အခါဖြစ်စီထိုင်တဲ့အခါဖြစ်စီအိတ်တော့မဲ့အခါဖြစ်စီအိယကနိုးလာတဲ့အခါဖြစ်စီစကားပြောပြီဆိုတဲ့အခါဖြစ်စီတိတ်တိတ်နေတာပဲဖြစ်စီအလုံးသိနေငါတိတ်တိတ်နေတာဘာနဲ့တိတ်တိတ်နေတာ ငါဘာတွေတွေးနေလဲစကားပြောတယ်ငါဘာတွေပြောလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခံလုပ်ရမယ်လို့အဲ့ဒါတတိကောင်းခြင်းအတိညာစဉ်းစားတတ်ခြင်းအဲ့ဒီဟာလေ့ကျင့်ရမယ်အဲ့တော့ကမ္မထံအထုတ်တဲ့ဆိုတာစဉ်းစားသွားတာနော်စဉ်းစားသွားတာအဲ့ဒါတွေဘလို့ပဲနဲ့ကြောပြီးတော့ထွက်သွားလို့အရောဖောင်ဒေးရှင်းမချဘဲနဲ့တိုက်ဆောက်သလိုဖြစ်နေ မြတ်စွာဘုရားလက်ထက်ကချင်းစင်ပဲနော်အဲ့ဒီလိုပြီးစိတ်ရဲ့အညစ်အကြေးတွေကင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီကာမဂုဏ်အာယုန်တွေကဝေးကွာခြင်းကြောင့်ရရှိလာတဲ့နှစ်သက်ခြင်းချမ်းသာခြင်းပိတိဖြစ်ခြင်းစိတ်ချမ်းသာခြင်းဆိုရရှိလာမယ်။တမာရီကောင်းလာလို့ရှိရင်အာယုန်တစ်ခုစူးစိုက်ရှုနေတာကိုဆံလို့ပြောတာနော်အဲ့ဒါပထမဆုံးအဆင့်အဲ့ဒီကနေပြီးတော့ အတွေးစိတ်တွေကိုဖယ်ပလိုက်ဖယ်ပြီးတော့ကိုယ်စိတ်ထဲမှာကြည်နူးပြီးတော့ပိတိဒုက္ခနဲ့ပဲနေတဲ့ဒုတိယဇံကိုရတခါအဲ့ဒီပိတိဆိုတာတမာရီရဲ့အနောက်ဆက်ဖြစ်လို့ပိတိကိုဖယ်လိုက်တဲ့အခါကျတော့ဒုက္ခရဲ့စိတ်တည်ငြိမ်မှုတမာရီရဲ့အဲ့ဒီနှစ်ခုထဲနဲ့နေတာကျတော့တတိယဇံလို့ခေါ်တယ်ဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးပူပန်မှုတွေလည်းမရှိဘူး ဥပိ္ပခာဆိုတာလေးတစ်ခုပဲရှိတယ်။အမတမစင်ကြယ်ပြီးတော့တမာတိဆိုဟန်ကောင်းတော့တဲ့သုထသဆိုင်ကိုရောက်မယ်။အဲဒီမှာတဲ့တချို့ပုဂ္ဂိုလ်တွေကတော့တဲ့အာတော်တရားတွေကုံပြီးတော့ယဟန္တာဖြစ်ရောက်သွားကြပြီတဲ့ဒီလိုကျင့်တာနဲ့။တမန်နေလို့ရှိရင်တော့ပြောစရာဆိုစရာတွေရှိနေမှာပဲလေ။လူကအာယုန်နေနေလို့ကတော့အာယုန်နောက်နေမှာပဲ အခုလူစားအာယုံကမ္မထာအနေနဲ့နေလိုက်လို့ရှိရင်မြတ်မောဘုရားမှာဆန္ဒသာသာနေရတာဖြစ်တယ်လို့အဲ့ဒီသာထိအောင်ပုံနာကြီးနားလဲသလားအဲ့ဒါလို့ရှင်းပြလိုက်တော့အဲ့သင်္ချာဆရာကြီးကပြောတယ်ဒီကနေ့ခေပေါ်တရားတွေထဲမှာအရှင်ဂေါရမရဲ့အဆုံးမဟာကောင်းဆုံးပဲဒါသူကသူပြောတာနော်ရှင်ဂေါရမရဲ့အဆုံးမဟာကောင်းဆုံးပဲဆိုပြီးတော့ ရှင်ဂေါရမရှင်းပြတာဟာမှောက်ထားတဲ့အရာကိုလမ်းလိုက်တယ်လို့ဖုံးကွယ်ထားတဲ့အရာကိုဖွင့်ပြလိုက်တယ်လို့လမ်းမနေတဲ့ပုဂ္ဂိုလ်ကိုလမ်းညွှန်လိုက်တယ်လို့အမောင်ထဲမှာ စီမီထွန်းပေးလိုက်တယ်လို့အကုန်လုံးရှင်းကနေလင်းကနေဖြစ်သွားလို့ဟာဒီတိုင်းပဲရှင်ဂေါရမဟာရှင်းရှင်းလင်းလင်းဖြစ်အောင်နဲ့တရားကို ရှင်းပြခဲ့ပါတယ်ဒါကြောင့်အကျွန်ုပ်ဟာရှင်ဂေါရမကို တရားတန်ခါနဲ့အထုတော်ကရှင်ဂေါရမကိုစိတ်ကပ်ပါတယ်ဒီအနည်းကစပြီးရှင်ဂေါရမရဲ့ဥပဒကအဖြစ်အတိမပြည့်တော်မူပါလို့ဒီသုတ်တံမှာအဲ့ဒါနဲ့ဆုံးသတ်ထားတာဖြစ်တယ်နော်အဲ့တော့ဒီသုတ်တံမှာမှတ်သားကြကောင်းတာတော့ဘုရားဘာသာတွေရဲ့လမ်းစဉ်ရဟန်းဘဝရောက်ရှိလာပြီဆိုရင်ဒီလမ်းစဉ်နဲ့သွားတာဘသူပဲဖြစ်ဒီလမ်းစဉ်နဲ့သွားတာပဲအဲ့ဒီလမ်းကြောင်းကြီးဟာ တည်တည်ချာချာတိတိချာချာရှိတယ်အဲ့တိတိချာချာရှိတဲ့လမ်းကြောင်းတိုင်းလိုင်းနာကျင့်သုံးရမှာဖြစ်တယ်ဆိုတာဒီသုတ်တံမှာရှင်းရှင်းကြီးဖော်ပြထားတာဖြစ်လို့တရားချက်ကသုရစင်ပရိသတ်ပေါ့နော်မြတ်ဘုရားဤလမ်းစဉ်ကျင့်စဉ်လေးဟာအထင်ရှားရှိနေသည့်အတွက်ကြောင့်သူရတွေလမ်းဆုံးဘန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုသွားကျင်နေဆိုရင်ဒီလမ်းကြောင်းအတိုင်း မလွဲမသေးလိုက်နာကျင်သုံးကြမှာဖြစ်တယ်လို့ကိုစီကိုစီမှတ်သား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း